မင်္ဂလာပါပရိသတ်တို့ရှင် လူသားတွေဟာစဉ်းစားတိုက်ခေါ်တတဲ့တတော်ဝါတွေဖြစ်ကြပေမဲ့နေရာတိုင်းမှာတော့အုံနှောင်းနဲ့စဉ်းစားပြီးတော့ဆုံးဖြတ်ချက်ချလိမ့်မရှိကြပါဘူး။တခါလေမှလူသားတွေဟာရန်ကုန်မှာရှိမဲ့ချက်ကြီးမှပြီးမဖြစ်နိုင်တဲ့ຢာတွေကမှဖြစ်လာအောင်လုပ်ယူဖန်တီးတဲ့ကြပါရည်။လူသားတွေအဲ့လိုရှိမဲ့ချက်ကြီးမှမဟုတ်ကြောင်းကဘာပေါ်မှာနေထိုင်လို့မရသေးဘူးလို့သတ်မှတ်ထားတဲ့နေရာတွေမှာထူးခြားတဲ့အဆောင်တွေပေါ်လာတာပါ။ဒီဗီဒီယိုထဲမှာတော့ပရိသတ်တို့တွေကဘာပေါ်ကလူတွေနေထိုင်လို့မရနိုင်ဘူးဆိုတဲ့နေရာတွေမှာခက်ခက်ခက်တိစောက်ထားတဲ့အန်အောပရာအဆောက်အဦတွေအကြောင်းကိုတင်ဆက်ပေးလိုက်ရပါရည်။နံပါတ်၄ ကူဘာဘီဒီမြားမျိုးတော်ဩစတြေးလျတိုက်တောင်ပိုင်းရဲ့လူနေကျပါပြီးတော့ဝေးလံခေါင်ပြတဲ့ဒေသမှာရှိနေတဲ့ကူဘာဘီဒီမျိုးဟာလူသားတွေရဲ့ဖန်တီးနိုင်စွမ်းကောင်းမွန်ပုံကိုဖော်ပြနေပါတယ်။အတ်လီဒေသရဲ့မြောက်ဘက်926မိုင်ကွာစတီဝဲအမြန်လမ်းမကြီးဝင်းမှာတည်ရှိနေတဲ့ဒီမျိုးလေးဟာကမ္ဘာပေါ်ကကြောက်တူးဖော်ရီမျိုးတွေတဲကတစ်ခုဖြစ်ပါတယ်။အဲ့ဒီဒေသမှာနေပူချင်းဟာ100ဒီဂရီဖာရင်ဟိုက်ရှိပြီးတော့တနေ့မှာမိုးရေချင်း6လက်မသာ ရှိပါတယ်။ဒီနေရာမှာဟင်းသီးရွက်တွေမရရှိသလိုရေဟာလည်းဓာတ်ဆီထက်တာမှပိုစေးကြီးပါတယ်။ ်မြို့သူမြို့သားတွေရရှိဖို့အတွက်အာတီရှန်မြေဝမ်းနဲ့ချိတ်ဆက်ထားတဲ့ဆဲကြီးကိုမိခိုနေရပါတယ်။ဒါပြင်ဒီမြို့ဟာဝေးလံခံပြတာကြောင့်ထရက်ကားတွေဟာတော်တော်လေးရောက်လာလိမ့်မရှိပါဘူး။ဒီဒေသမှာအစောပိုင်းကနေထိုင်ကြတဲ့သူတွေဟာမြေပေါ်မှာတိဆောက်ထားတဲ့အိမ်တွေကအပူဒဏ်ကိုမခံနိုင်မှုဆိုတာကိုသိရှိခဲ့ကြပါတယ်။ဒါကြောင့်သူတို့ဟာမြေအောက်ကိုတူးခဲ့ကြပြီးတော့တနစ်တာလုံးမှာအပူချိန်85ဒီဂရီဖာရင်ဟိုက်ပတ်ချလေးလောက်ပဲရှိတဲ့မြေအောက်အိမ်တွေကိုတိဆောက်နေထိုင်ခဲ့ကြပါတယ်။ ကြပြင်းမြေအောင်ထဲမှာအိမ်တွေကြီးမဟုတ်ပါဘူးဝိုင်ရောင်းနေဆိုင်တွေပကြီးပြားတိုက်တွေဘီယာဘာရီဖျားဝပြုတ်ကျောင်းတွေနဲ့ဟိုတယ်တွေကိုတောင်မှမြေအောင်ထဲမှာတိစောက်ထားတာပါပြောရရင်မြေတစ်ခုလုံးကိုမြေအောင်ထဲမှာတိစောက်ထားတာပါ အိမ်မျိုးလေးကိုတော့မတူညီတဲ့နိုင်ငံပေါင်း40ကလာရောက်နေထိုင်ကြတဲ့ဒေသခံလူ2000လောက်ရှိပါတယ်။ခရီးသွားတွေဟာလည်းဒီမြေအောင်မြို့တော်ကိုစိတ်ဝင်စားတာကြောင့်လာရောက်လည်ပတ်တာမျိုးရှိပါတယ်။နမလေးအပိပိဆိုင်ရာအာကာသစကန်ကမမျက်နာပြင်ကနေမိုင်ပေါင်း150လောက်မှတရှိလဲပက်နေတဲ့အပိပိဆိုင်ရာအာကာသစကန်ဟာလူသားတွေနေထိုင်ဖို့ရွေးချယ်ထားတဲ့နေရာတွေထဲမှာမှနေထိုင်ဖို့ခက်ခဲဆုံးနေရာဖြစ်ပါတယ်။တနအီမိုင်ပေါင်း18000နဲ့လဲပက်နေပြီးတော့63မိနစ်တခါကဘာကိုတပတ်ပတ်ပြီးတနေ့ကို15ကျင်းလောက်လဲပက်နေပါတယ်။ အထက်ကအာဂါသရေမှုတွေဟာတနည်းကိုနေထွက်တာ16ခါနဲ့နေဝင်တာ16ခါကိုမြင်တွေ့ကြရပါတယ်။အပီပီဆိုင်ရာအာဂါတာစကန်ဟာကမ္ဘာနေပန်ဝင်ရိုးနေရာမှာတိစောက်ထားတာဖြစ်ပြီးတော့အခြားအာဂါတာစကန်တွေလိုကမ္ဘာနဲ့မဝေးပါဘူး။ ဒီအကာသစကန်ဟာအမြန်နှုံးမြင့်စွာလဲပန့်နေတာကြောင့်စကန်တစ်ခုလုံးကိုခိုင်မာစွာတိဆောက်ထားပြီးအကျိုးပဲ့လေးနေနေကတောင်မှတစ်ခုလုံးကိုပြည့်စည်သွားတာမျိုးဖြစ်စေနိုင်ပါ ರೀ ။ဒါပြင်အကာသစကန်ဟာနေရောင်ခြည်နဲ့ထိတွေ့တဲ့အခါအပူချိန်150ဒီဂရီထိရှိပြီးတော့အခြေထဲကိုရောက်တဲ့အခါမှာတော့အပူချိန်အနှုန်း150ဒီဂရီရှိပါ ರೀ ။အဲ့လိုပြင်းထန်တဲ့အပူချိန်ကိုခံနိုင်ရရှိတဲ့ဒီအကာသစကန်ကြီးကိုစေစုံးနေတဲ့ခုစားလောက်အချိန်ပေးတိဆောက်ခဲ့ရပါ ರೀ ။2009နှစ်နိုဝင်ဘာလရက်နေ့ကလေးကအပြည့်ပြည့်ဆိုင်ရာအကာသစကန်ဟာလဲပတ်နေကြတာဖြစ်ပါ ರೀ ။ SK မှာအကာသမို600ပါ ါဝင်ပြီးကဘာပေါ်ကအာကာသယာဉ်မှုတွေနဲ့ဂျူတီအလဲလဲလုပ်ပြီးတော့လှုပ်လှုပ်ကြပါတယ်။သူတို့ဟာတနေ့ကို10နာရီလှုပ်လှုပ်ကြရပြီးတော့စနေနေ့ဆိုရင်တော့9နာရီသားလှုပ်လှုပ်ရပါတယ်။သူတို့ဟာအဲအာကာသယာဉ်ပေါ်မှာတိတ်ပင်ဆန်သက်ချက်ပြုလုပ်တာပစ္စည်းကိရိယာတွေကိုပြုပြင်ထိသိမ်းတာနဲ့စနစ်တစ်ခုလုံးကိုစောင့်ကြည့်တာမျိုးကိုပြုလုပ်ကြပါတယ်။ နံပါတ်၄ကြောက်သားရီနဲ့တိဆောက်ထားတဲ့ကာလာစာဖျားကြောင်းအိန္ဒိယနိုင်ငံမှာတည်ရှိတဲ့ကာလာစာဖျားကြောင်းဟာယနေ့ခေတ်ကလူတွေကိုအန်အောစီတဲ့အထီကိုမှလှပပြောင်မြောက်တဲ့ဘိသူကလက်ရာတွေနဲ့တိဆောက်ထားတဲ့ဖျားကြောင်းဖြစ်ပါသည်။ဒီဟိန္ဒူဖျားကြောင်းဟာနေဖရာရှိပါကိုဗီမန်းပူဇော်တဲ့အနေနဲ့တိဆောက်ထားတာဖြစ်ပြီးကြောက်တောင်ကြီးကိုထွင်းထုတိဆောက်ထားတာဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအထူးခြားဆုံးဘိသူကလက်ရာတွေကတစ်ခုဖြစ်ပါသည်။ဘုရင်ခရစ်ရှနာလက်ထက် AD 959ကနေ983တွင်မှတိဆောက်ခဲ့တာဖြစ်ပါသည်။ င်လေရင်မျက်နှာပြင်တင်ပေ2100မြင်ပြီးတော့မက်ဆောက်တဲ့ကြောက်ကဘာတွေဝင်းရနေတဲ့ကြောက်သားကုန်းမြေပြင်တစ်ခုကိုထွင်းထုတ်တိဆောက်ထားတာပါကြောက်သားတန်ကြီး2သိန်းလောက်ပါဝင်ပြီးတော့တူရီဆောက်တွေလိုကရိယာတွေကိုသာအသုံးပြုပြီးဖျားချောင်းတစ်ခုလုံးကိုတိဆောက်ခဲ့တာပါပိုပြီးအန်ဟောစရာကောင်းတာကတိဖျားချောင်းစီကို25နှစ်အတွင်းအပိတိဆောက်ခဲ့တာဖြစ်ပါသည် မက်ဂန်အေပရီအပရက်ဆလတ်ဒိတ်စက္ကွန်ရာစုမှာတော့ဒီဖျားအကြောင်းကြီးကိုလှုပ်တော့မတထောင်လောင်းနဲ့ဖြည့်ဆည်းပြဖို့စူးစမ်းခဲ့ပါရီ။ဒါပေမဲ့သူတို့တွေသုံးနှစ်လောက်ဖြည့်ဆည်းဖို့စူးစမ်းခဲ့တာတောင်ဖျားချောင်းကဘာမှမပြည့်စည်ခဲ့ပါဘူး။ဆောက်လုပ်သူတွေရဲ့ရည်ချင်းပြွားမှုကြောင့်ပြည့်စည်မှုတွေရှိခဲ့တာကြောင့်မှကာလာဆာဖျားချောင်းကြီးဟာယနေ့ထိတောင်မှဆက်လက်တည်တံ့နေပါရီ။နမတေဘေကျင်းမျိုးကလူလုံးကြောက်တောင်းတရုတ်ပြည်ဘေကျင်းမျိုးမှာများစွာသောဆိုးရအဆောင်တွေနဲ့တက္ကသိုလ်တွေပြင်းနေနေပါရင်အထက်မှာမှဒီ26ထက်မြင့်တဲ့အဆောင်ကြီးရဲ့အထက်ဆုံးမှာ6တောင်းရည်နဲ့ဗီလာတစ်ခုတိစောက်ထားပါရင် အဲ့နေရာကိုတော့ professor တယောက်ကနေတရားမဝင်တိစောက်ခဲ့တာဖြစ်ပြီးမြို့ရဲ့ထက်မှာတောင်တစ်ခုတိစောက်ခြင်းနေဆိုရဲရွေခြင်းနေဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီကြောက်တောင်ထဲမှာကြောက်ဆောင်ကြောက်ခဲ့တူတွေတပိနေနဲ့ခြံဝင်းနေပါဝင်ပါတယ်။ Avila ကြီးက1600စတူရန်ပေရှိပြီးတော့6နှစ်လောက်လေးဝက်စာတိစောက်ခဲ့တာပါ။ဒါပြင်အနာပိုင်းရဲ့ထောက်လဲမှုကနေလုတ်ကင်းအောင်ညဘက်မှာခိုးဝက်ပြီးတော့တိစောက်ခဲ့ကြတာပါ။ဒီဆောင်ကြီးရဲ့မူလဒီဇိုင်းထဲမှာဒီလိုကြောက်ဆောင်ကြီးထည့်သွင်းမဲ့အလေးချိန်ကိုထည့်မတွက်ခဲ့ကြပါဘူး။အန်နီယာတဝိုက်ကဘေကျင်းမြို့မှာဆောက်လုပ်ရေးစီကန်စီမင်းနေ အချက်တည်းဆုံးနေရာတစ်ခုဖြစ်ပါသည်ဒီလိုခက်ခဲတွေရှိနေရာတောင်မှ professor ဟာရအောင်ဆောက်လုပ်ခဲ့ပါသည်ဆောက်လုပ်နေစဉ်တွင်မှတော့အောက်ကနေထိုင်သူတွေဟာစုညံနေနေကြရတာကြောင့် complaint တက်တာတွေရှိခဲ့တယ်လို့ဆိုပါသည်ကဲပရိသတ်တို့ရင်ခုဖော်ပြပေးခဲ့တာကတော့ကဘာပေါ်ကမဖြစ်နိုင်တဲ့နေရာတွေမှာဆောက်လုပ်ထားကြတဲ့ထူးခြားတဲ့အဆောင်တွေကြောင့်ပဲဖြစ်ပါသည်ပရိသတ်တို့ရောဒီနေရာတွေမှာတောင်းရောက်နေထိုင်ကြပါသလားပရိသတ်တို့ရဲ့အမြင်ကိုလေးကွန့်မှတ်မှရှိခဲ့ပေးပါဦးရှင်အခုလိုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်